်မဲစီမာပရိပဒာအရွယ်ရလာလေးလေးဒီစကလုံးဒီဘဝနေနည်းရဲ့အရေးပါပုံကိုသိလာလေးပဲတရားရှာရပဲအတုံးတဲ့တာမဟုတ်ဘူးမမမဆိုးအဆောင်မရောက်ဖို့ဟာသိအရေးကြီးရဲ့ကိုကိုကိုဂယူဆိုင်ဖို့တချို့ကြအတ္တကြီးလုံးနေကို့တကူစားပဲကြည့်တယ်ကိုကိုကိုပဲတိဆောက်နေလိုက်တာ ေးမှာပြိုပြက်ကုန်တဲ့ကဘာတွေကိုလက်မကြည့်အားတော့ဘူးဒီလိုလဲမဖြစ်စေနဲ့ကိုတပုတ်ရဲကြည့်တဲ့ရှင်တန်ခဲ့တဲ့ဘဝဟာတိတ်အယုံဆိုအကြီးတန်တယ်နောက်တစ်ပတ်စွန်ကြကိုကိုကိုဂယူးဆိုင်ဖို့အားနာတာတောက်ဆုတ်တာအပြည့်ရှိတယ်လို့ခံစားရတာစဉ်းစားကြည့်ကိုဖြစ်တယ်လို့ကြီးနေနေလို့လဲတမင်းငတ်နေတဲ့သူတွေဝမသွားဘူးငိုနေတဲ့မျက်ရည်တွေတိတ်မသွားဘူး ့ကိုဂယူးဆိုင်ပါမှဒီလူတွေထမင်းဝအောင်ဒီမျက်ရည်တွေတိတ်သွားအောင် ကိုကလှုပ်ပေးနိုင်မှာခက်ခဲနေသူတွေစိတ်နှောက်ရှက်ဖြစ်ရတော့တဲ့အထိအလွန်မင်းပျော်ပြဖုန်ထမပြနေဘူးပဲလို့တယ်လို့မြင်ပါတယ်ခန္ဓာကိုယ်အချိုးစား body shaming လောက်တာမကောင်းဘူးပြောခံရသူလဲစိတ်တိခိုက်တယ်လို့ပြောတဲ့လူလဲကိုအစင်တန်းကိုစွဲချနေတယ်လို့ပဲတပတ်မှလည်း ုခန္ဓာကိုအချိုးစားစားတောက်မှုနေထိုင်မှုပုံစံဒါတွေကိုဂရုစိုက်တဲ့နေဒါတွေဟာကိုဘလောက်ကြမ်းပါတယ်ဘလောက်ယောဂကင်းကင်းနဲ့အသက်ရှိရှိနေရမလဲဆိုတာကို ပြနေတဲ့အညွန်းတွေပဲဘသူတူတယောက်ကမှကိုကို body shaming လုပ်မနေတော့ရင်တော့ယောဂတွေကတော့ဝင်လာမှာပဲခန္ဓာကိုအချိုးစားကြစ်လက်တဲ့အခါကြမ်းမာလာတဲ့အခါတွက်လက်လာတဲ့အခါ စိတ်ကလည်းတိတိတသာအဆင်ပြေလာတယ်။ကိုကိုကိုယုံကြည်မှုရှိလာတယ်။ဒါကြောင့်ဝါလာလိုက်တာဆိုပြီးနှောက်မဆက်တင်တာတက္ကနဝါနေရင်အစီများနေရင်ရှော့တင်တာကလည်းတက္ကနဖြစ်ပါတယ်။မိဘမှုလူတိုင်းကြိုက်အောင်လဲဘယ်သူမှမနေနိုင်သလိုလူတွေရဲ့ပြောစကားအကုန်လုံးကိုလိုက်ခံစားနေရင်လဲပင်ပန်းယုံပဲရှိလိမ့်မယ်။ကြီးတကောင်နဲ့တားဖာနှစ်ယောက်ပုံမြင်လို့ပေါ့။ အထူးသဖြင့်ဆိုရှယ်မီဒီယာကိမာပိုဆိုးတယ်။တစ်ဖက်မှာလည်းဒီဝေဖန်မှုတွေကပဲပိုကောင်းနဲ့ပိုပြီးပြည့်စုံတဲ့လူဖြစ်လာစေတာ။တခါတလေအပြုတ်သဘောဆောင်တဲ့ပုံစံနဲ့လာတယ်။တခါတလေခက်ဆက်ဆက်ပုံစံနဲ့လာတယ်။တခါတလေအစဲကလေးပါရောနေတတ်သေးတယ်။ဘလို့ပဲဖြစ်ဖြစ်ကောင်းနာမရင်တော့တနိုင်တလောက်စစ်ထုတ်လို့ရမှာပဲ။ကိုကိုချစ်တဲ့သူတွေရဲ့ အလုံးကောင်းပါသည်ဆိုတဲ့စကားတွေထက်မုံတဲ့လူတွေရဲ့အပြစ်ရှာစကားတွေကကိုယ့်ကိုပိုပြီးပြေဆုံးသွားစေဆုံးတဲ့လူဖြစ်လာစေလို့တယ်။စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအခက်ခဲတစ်ခုကြုံလိုက်တာနဲ့လက်လျှော့ရင်တော့ဘဲမှရောက်ဖို့မရှိဘူး။တစ်ဖက်မှာလည်းခန္ဓာရည်စွမ်းအားဆိုတာမစိတ်ခံစားချမ်းမှမရှိတာအယုတ်တယုတ်လိုလဲပတ်နေတာကိုပြောတာမဟုတ်ဘူး။ဘာမှမဖြစ်တယ်လို့မန်တင်းထားခြင်းက ပြင်ပန်းမှာသာတမားတယ်လို့ထင်ရတာအတွင်းထဲမှာကအချောင်းတွေနဲ့မခံနိုင်တော့တဲ့တနေ့ကျအကုန်ပွင့်ထွက်လာရောအရင်ကထက်ပိုပြီးထိရှာလွယ်တယ်စမ်းစစ်တေဖြစ်လာတယ်ကြမ်းတမ်းခတ်ထန်လာတယ်မကြမ်းမာစေတဲ့နေထိုင်ပြုမှုပုံတွေလုံးမိလာတယ်ဒါတွေဟာအတွင်းထဲမှာအဆင်မပြေနေဘူးဆိုတဲ့လက္ခဏာတွေပဲတကယ်တော့စိတ်ပိုင်းဆိုင်ရာသံပါတယ်ခန္ဓာရည်စွာမြင့်တယ်ဆိုတာ ကိုယ်ခံစားချက်တွေကို အရှိအရှိအတိုင်းသိနာလဲပြီးဂိုင်တွယ်ဖြစ်ရှင်းနေငိုသိရင်ငိုတယ်ရင်ဖွင့်သိရင်ရင်ဖွင့်တယ်ချုပ်တိမထားဘူးဟန်မဆောင်ဘူးပြီးတော့ရှေ့ဆက်စရာရှိတာရှေ့ဆက်တယ်ဒါမျိုးကိုဆိုလိုတာဖြစ်ပါတယ်လက်သိခံနိုင်မှုကျွန်တော်ကိုယ်တိုင်ကစီရော်နေတို့ရဲ့ပြိသက်တရသူ session နဲ့အရွယ်ကနေအခုထိတောက်လျှောက်အားပေးလာခဲ့တာဘမမဆိုနံပါတ်1ဖြစ်လို့တဲ့စိတ် မရရအောင် လုပ်မယ်ကြိုးစားမယ်ဆိုတဲ့စိတ်တွေကပဲအခုလိုရှားမရှားတဲ့အားကစားသမားမျိုးဖြစ်လာစေခဲ့တယ်လို့ပြောရမယ်။တစ်ဖက်မှာလည်းအဲ့ဒီစိတ်ကပဲသူ့ကိုပူလောင်စေတာပဲ။ဒါကြောင့် Serenity Prayer ဆိုတဲ့ဆူတောင်းစကားကိုတိတ်သဘောကြတာ။ပြောင်းလဲနိုင်တာကို ပြောင်းလဲရတဲ့တတိမပြောင်းလဲနိုင်တာကိုလက်သင့်ခံနိုင်လောက်တဲ့စိတ်အိငြိမ်သက်မှုအဲ့ဒီနှစ်ခုကြားကိုပိုင်းခြားသိမြင်နိုင်တဲ့ဉာဏ်ပညာတဲ့ ပြောင်းလဲလို့ရနေတာကိုပြောင်းလဲရတဲ့တတိတို့စိတ်ပိုင်းဖြတ်မှုတို့မရှိရင်လည်းအလကားပဲဒီလောက်ပဲမိုင်းကုန်ပဲဆိုပြီးချိန်နဲ့နေတော့မှရောင်ရဲနေတော့မှပြောင်းလဲလို့မရနိုင်တာကိုအတင်းပြောင်းလဲခြင်းနဲ့ရင်လည်းစိတ်ကပူလောင်နေရမှာပဲမေဟာကပြောင်းလဲလို့ရနိုင်ပြီးမေဟာကလက်သိမ့်ခံရမယ့်အရာလဲဆိုတာကိုပိုင်းခြားစင်ကျင်နိုင်တဲ့ဉာဏ်ပညာလဲလူလိုက်အောင်မယ်ပေါ့ တချို့လူတွေကတတိမရှိတဲ့အဆုံးတစ်ဖက်တချို့ကျလက်သက်မခံနိုင်တဲ့အဆုံးတစ်ဖက်ကိုကဘယ်အဆုံးမှရောက်နေလဲဆိုတာပြန်ဆန်းစစ်ကြည့်ကြဖို့လိုပါတယ်ချစ်ချင်းမြတ်တာချစ်တာကောင်းပါတယ်စင်နာတတ်တာကုညီတတ်တာတွေကလည်းလူမှုအတိုင်းဝိုင်းကိုပူလှစေတဲ့အကြောင်းတရားတွေပဲဒါပေမဲ့ boundary လို့ခေါ်တဲ့အကန့်အသတ်မထားနိုင်ရင်ကြာလာတဲ့အခါဝင်ပြစ်လာလိမ့်မယ် ချစ်တာမဟုတ်တော့ဘဲဝကျွေးဆက်နေရတယ်လို့ဖြစ်လာလိမ့်မယ်။ကိုယ့်ရဲ့ပျော်ရွှင်မှုတွေပါစိတ်တုံးလာပြီးကိုချစ်ပါတယ်ဆိုတဲ့သူတွေကိုတေချာချစ်ပေးနိုင်တော့မှာမဟုတ်ဘူး။စိတ်တန်ရာစိတ်တန်ရာတွေရထားတဲ့သူဟာနားလည်ပေးဖို့ခွင့်လွတ်ပေးဖို့ထိုက်တန်ပါတယ်။ဒါပေမဲ့ကိုယ်တိုင်ကလည်းရုံးတွက်နိုင်အောင်ကြိုးစားတဲ့နေ။ဒီတန်ရာတွေကိုပဲအကြောင်းပြနေလို့မရဘူး။အဲ့ဒီလို့ဆိုဘယ်တော့မှလည်းရုံးတွက်နိုင်တော့မှာမဟုတ်ဘူး။ ူတို့ကိုနားလဲပေးတယ်၊ကူညီပေးတယ်ဆိုတာမှလည်းဒီစိတ်ဓာတ်ရတွေရှိခဲ့လို့ဆိုပြီးမလုံလုံခွင့်ထုတ်ပေးတာကတကယ့်ကူညီခြင်းအစစ်မှန်မဟုတ်ဘူး။ပို့ဆိုးအောင်လှုပ်ပေးလိုက်တယ်လို့ပါဖြစ်သွားစေပါလေ။နားလဲပေး၊ရုံးထွက်နိုင်အောင်လဲတိုက်တွန်းပေး၊ကူညီပေး။ဒါကသာတကယ့်ကူညီရာရောက်ပါလိမ့်မယ်။တကယ်တော့မင်းစီမပြိပရာဆိုတာဟိုဘက်လည်းမပါဘူးဒီဘက်လည်းမပါဘူး ပါလာလာကြားချမယ်ဆိုတဲ့ခန့်နှိမ့်နှိမ့်အတွေ့မျိုးရည်ရွယ်ချက်မျိုးမဟုတ်ပါဘူးရက်တည်ချက်မျိုးမဟုတ်ပါဘူးအစွမ်းမရောက်အောင်ထိမ့်သိမ့်ဆင်ခြင်ခြင်းသာဖြစ်ပါတယ်ယောဂကုပေးတဲ့စေဝါးတွေအသက်ရှင်ဖို့အတွက်စားရတဲ့အစားအသောက်တွေတောင်ဘလောက်လူနဲ့တဲ့တယ်လို့ပဲပြောပြောလွန်သွားရင်မကောင်းပါဘူးစိတ်ကဘယ်နှလုံးဆို overdose ဖြစ်တယ်ဘယ်စီဘယ်နမိတ်ကိုကြော်ရင်ဖိုးဘက်ရောက်သွားပြီ စသဖြင့်တတ်မှတ်လို့ရပါမယ်။အခုပြောခဲ့တဲ့အစွန်းတွေကြောင့်တိုင်းတာလို့မျက်စိနဲ့ကြည့်လို့မရတဲ့ imaginary line တွေဖြစ်ပါတယ်။ကိုကုတ်ကိုအမြဲပြန်ဆန်းစစ်ပြီးထိန်းချောင်းကြဖို့ပါပဲ။ဒေါက်တာဖြူတီဟာ၉ရက်၁၁လ၂၀၂၅